ချက်စီတင်ကိုအားပေးနေကြတဲ့ဘရာသားညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစီလို့ဥစွာပရမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီပလီမှာကျွန်တော်တို့စိတ်မကောင်းစရာသတင်းလေးတွေလည်းပါမယ်ဗျအာကျွန်တော်တို့ရဲ့သတင်းပိုင်းရှင်ကြီးအဗရာမိုဗစ်ရဲ့စကလုံးလေးတွေပေါ့နော်ဒါ page တွေမှာလည်းကျွန်တော်တို့ post နေနဲ့တင်ဆက်ပြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီ view လေးမှာလည်းအဲ့ဒီအကြောင်းလေးကိုထည့်ပြောချင်ပါတယ်ဆိုတော့ Roman Abramovich ဆိုတာကချက်စီးတင်နဲ့ခွဲမြင်လို့ကိုမရတဲ့ပုံကူတူဖြစ်ပါတယ် ကျွန်တော်တို့ Chelsea ဒီဘက်နောက်ပိုင်းပေါ့ဗျာ2009ခုနှစ်နောက်ပိုင်းဆိုလို့ရှိရင် Roman Abramovich ရဲ့အခန်းကဏ္ဍဟာ Chelsea အသင်းတို့ကတကယ်ကိုကြီးမားစွာပတ်သက်ဆွံ့နွယ်ခဲ့တာဖြစ်တယ်เนาะတခြားသောအသင်းပြိသက်တွေကပါငါတို့အသင်းရဲ့ boss ဖြစ်လိုက်ပါတော့လားဆိုပြီးတော့ချီးကျူးရတော့တဲ့အထိကျွန်တော် Roman Abramovich ဟာ Chelsea အသင်းတို့ကဘယ်လောက်ထိလှုပ်ဆောင်ပေးခဲ့လဲဆိုတာ Chelsea ပြိသက်တွေအားလုံးသိပါတယ် မမျော်လင့်မဲနဲ့အခင်းချင်းတွေဖြစ်လာတဲ့အခါမှာအီဗရာမိုဗစ်အနေနဲ့ချက်စီအသင်းကိုဆက်ပြီးပိုင်ဆိုင်ဖို့အတွက်ဘလို့မှအဆင်မပြေတော့ဘူး။နောက်ဆုံးသူရောင်းတာရောင်းလိုက်ရတာရောင်းလိုက်ရတဲ့ပတ်စံတွေကိုလည်းထိန်းချုပ်ခြင်းခံရတယ်ပေါ့နော်။ဆိုတော့အခုသတင်းတော့တယောက်ကရိုမန်အီဗရာမိုဗစ်ကိုအနာဂတ်ချက်စီအသင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ plan ဘလို့ရှိတယ်လဲဆိုပြီးမေးမြန်းတဲ့နေရာမှာတော့ရိုမန်အီဗရာမိုဗစ်ကတချိန်ချိန်မှာတော့ချက်စီအသင်းရဲ့ပွဲစဉ်တစ်ပွဲကိုသူကောင်းကောင်းတွားရောက်ကြည့်ရှုနိုင်မှာပါလို့ သူပြောတယ်အဲ့လိုကြီးစုနိုင်တဲ့အခါမှာဆိုလို့ရှိရင်လေသူဟာ Chelsea အသင်းကိုเนาะ Chelsea ပြိသက်တွေကိုကျွန်တော်တို့လုံးဝဟိုလေးလေးနက်နက်နှုတ်ဆက်စကားပြောကြားနိုင်မှာဖြစ်ပါတယ်လို့ Roman Abramovich ကဖြေသွားတယ်အဆုံးသတ်စကားတွေကအရန်လှပါတယ်အဲ့ဒီနှစ်ခုကလွှင်းရင်အဲ့ဒီထက်ပိုပြီးသူဘာမှလုံနိုင်တော့မှာမဟုတ်ပါဘူးဆိုပြီးဖြစ်လာတော့မှာမဟုတ်ပါဘူးဆိုပြီးပြောသွားတာပါဆိုလိုတဲ့သဘောကတော့ ဒါရိုမန်အီဘရာမိုဗစ်လိုမျိုးဗျာချက်စီးတင်းကိုတော့လုံးဝငွေကြေးရင်မကြည့်ပဲနဲ့ကိုဒါပုံဩခဲ့တဲ့ပိုင်ရှင်တယောက်ကအနာဂတ်မှာတော့မှသူရမ်းချစ်ခဲ့တဲ့အသင်းကိုပြန်ပိုင်ဆိုင်ဖို့အတွက်ပလန်မရှိတော့လောက်တဲ့အထီကိုအခြေအနေတွေကတော်တော်လေးဆူဆူရွရွဖြစ်သွားတယ်လို့ကျွန်တော်ကယူဆတာပဲဖြစ်ပါတယ်ဆိုတော့ ချက်စီကတော့သူ့နှလုံးသားထဲမှာအများနဲ့ရှင်သန်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲချက်စီတဲ့ရဲ့ပိုင်ရှင်အဖြစ်တော့ Roman Abramovich ကိုပြန်လည်မြင်အောင်မို့ဆိုတာကကျွန်တော်နှလုံးသားထဲမှာပဲတိမ့်ထားရမယ့်အရာဖြစ်ပြီးကျွန်တော်တို့လက်တွေ့မှာတော့အရန်ခက်ခဲသွားပြီဆိုတော့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဆိုတော့အရန်ကို drama စံတဲ့အအခြေအနေမျိုးအခင်းချင်းမျိုးချက်စီပြိသက်တွေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့ခိုက်တန်တွေအများကြီးပါပဲ။တကယ်လို့ချက်စီပြိသက်တွေဆိုတာကရတမျိုးစုံကိုချက်စီစီကနေခံစားခဲ့ရတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်ဒါက Roman Abramovich ရဲ့အဲဒီ match စကားလေးအပေါ်မှာပြည်သက်တယောက်နေနဲ့ဟာထိတဲ့အပိုင်းလေးပေါ့ဗျာဆိုတော့နောက်ထပ်သတင်းလေးကိုဆက်ချင်ပါတယ်ဆိုတော့နည်းနည်းတော့နားကြီးမယ်ထင်ပါတယ် AC Milan ရဲ့ဂိုးသမားဖြစ်သူ Mike Maignan ရဲ့ update news လေးပါဆိုတော့လက်ရှိမှာတော့သတင်းကနှစ်ခုထွက်ပါတယ် ပထမတစ်ခုကတော့ Chelsea သင်းကလုံးဝကမ်းလှမ်းခြင်းမရှိသေးဘူးလို့ထွက်တာဖြစ်ပါတယ်ဆိုတော့ဘာမှဆက်ပြောစရာတော့မရှိဘူးပေါ့နော်နောက်ထပ် report တစ်ခုကတော့အဲ့လိုမဟုတ်ပါဘူး Chelsea သင်းကဒါကျွန်တော်ကနဦးမှာတည်တဲ့အတိုင်းပဲပေါင်၁2.5သန်းဝင်းကျင်နဲ့ကမ်းလှမ်းတဲ့နေရာမှာကျွန်တော် AC Milan ဘက်ကတော့ကျွန်တော်သန်း20လောက်အနည်းဆုံးလိုချင်တယ်လို့ကျွန်တော်ပြန်ပြီးတော့ reply နေရှိရလို့ကြားရတယ်အခု Chelsea သင်းက offer အစ်တစ်ခုပေးဖို့ပြင်ဆင်နေတယ်။ဒါပေမဲ့အဲ့ဒီ offer မှာလည်းကျွန်တော်တို့ပြောင်းရွှေ့ချေကပေါင်၁၂.၅သန်းပဲဖြစ်တယ်။ဒါပေမဲ့ ထမကမ်းလှမ်းချက်နဲ့မတူတာကအက်ဒွန်ဘောနပ်စ်တွေထည့်သွင်းလာမှာဖြစ်တယ်လို့ကျွန်တော်တို့သိရပါတယ်။လက်ရှိအချိန်ထိလည်း AC Milan နဲ့ Chelsea တို့ကြားမှာဂိုးသမား Mike Maignan နဲ့ပတ်သက်လို့ရှင်ရင်တောက်လျှောက်ဆိုလိုထိတွေ့မှုတွေလုပ်နေတယ်။သို့တော့အဲ့ဒီလိုမျိုးထိတွေ့မှုတွေအများအားရှိနေသည့်တိုင်အောင်ဒီ saturation ဟာလွယ်လွယ်ကူကူနဲ့ဖြစ်ပေါ်လာမယ့်အခြေအနေမျိုးမှာတော့ရှိမနေသေးဘူးလို့ report တွေကဆိုပါတယ်။ဆိုတော့ Chelsea ကတော့တကယ်ကိုလိုချင်နေတာဖြစ်တယ်။အထူးသဖြင့်ဝါရင်ဂိုးသမားတယောက် ဥရောပအတွေ့အကြုံအတိုင်းအတာတစ်ခုထိရှိတဲ့ကိုသမားတစ်ယောက်ပေါ့နော်ဆိုတော့အသက်အရွယ်အားဖြင့်ဆိုလို့ရှိရင်လည်းနောက်ထပ်၄နှစ်လောက်ကတော့ကိုသမားသာတည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားမယ်ဆိုတော့တကယ်အကောင်းဆုံးအချိန်ပဲကိုသမားတစ်ယောက်အတွက်ဒါ experience လည်းရှိပြီးရင်းချမ်းမှုလည်းရှိသွားပြီပေါ့နော်ဆိုတော့တော်တော်လေးတဲ့ကျွန်တော်သူ့ရဲ့ဒီထိတ်ဆုံးကိုရောက်ဖို့အတွက်အသက်အရွယ်ဖြစ်သွားပြီဆိုတော့အချိန်တည်းရဖြစ်တယ်ပေါ့နော်ဆိုတော့ မိုက်မိုင်းယန်ဟာချက်စီတီတော်တော်လေးသဘောကျနေတဲ့အခြေအနေမျိုးဖြစ်တယ်သို့တော်လည်းပဲ saturation တွေကအရန်တော့လွယ်ကူမဲ့အနေအထားမျိုးမှာရှိမနေတာပဲဖြစ်တယ်တဖက်မှာတော့ Chelsea တင်းရဲ့တတိယဂိုးသမားဖြစ်သူ Marcus Burnley ကတော့ကျွန်တော် Manchester City တင်းကိုမနေ့ကပဲပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ Burnley အနေနဲ့ Chelsea တင်းရဲ့ third choice goalkeeper ဖြစ် training session တွေမှာအထူးသဖြင့် Chelsea တင်းရဲ့ first choice second choice တွေအပေါ်မှာအများကြီးအကူအညီပေးခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်သလို City အနေနဲ့လည်းလက်ရှိမှာ ီဂိုးသမားရဲ့ ability တွေကိုသဘောကျတဲ့ခေါ်ယူခဲ့တာဖြစ်တဲ့ချက်စီတင်းနေတဲ့ကလည်းဆက်ပြီးတော့အသင်းမှာထိန်းထားဖို့အတွက်သိမလို့အတော့တဲ့အခြေအနေမျိုးလို့ယူဆရတယ်ပေါ့နော်ဆိုတော့ဒါကြောင့်လဲပို့ပြီးတော့ mic mic ညက်နဲ့ saturation တွေကပို့ပြီးကျွန်တော်တို့စောင့်ကြည့်ရမယ်အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲကျွန်တော်တို့ Hugo Akita ရဲ့ update news လေးကိုလည်းထပ်ပြီးတင်ဆက်ပေးကြပါမယ်။ဆိုတော့ဒီရက်ပိုင်းမှာကျွန်တော်အကြာရဆုံးကတော့ Yamaha Gatte Hugo Akita နဲ့ mic mic ညက်တို့ပဲဖြစ်ပါတယ်။ဆိုတော့ Hugo Akita နဲ့ပတ်သက်ပြီးတော့ကတော့အခုနောက်ဆုံးရတဲ့သတင်းအရာ ချက်စီသင်းကဒီကစားသမားနဲ့ပတ်သက်ဖို့ပတ်သက်တဲ့ဟောပါဘောနော်ဒီစာချုပ်မှာထည့်သွင်းဖို့လိုအပ်တဲ့အချက်လက်တွေကိုစတင်ပြီးတော့ပြုစုနေပြီလို့ကျွန်တော်တို့နေသိရတယ်ဆိုတော့တဆင်ချင်းပေါ့ဗျာတပတ်က front back ကတော့ပေါင်84သန်းကိုတပြားသားမှမလျှော့ဘူးဆိုတဲ့အနေထားမျိုးမှာတော့ယက်တီနေစေဖြစ်တယ်ဒါပေမဲ့အဲ့ဒီယက်တီချက်ကိုချက်စီသင်းနေနဲ့တိထားတော်ညာလဲပဲပထမကန်တန်းချက်တစ်ခုကိုတော့ offer ပေးဖို့အတွက်စတင်ပြီးတော့စာချုပ်မှာထည့်သွင်းနေတယ်လို့ကျွန်တော်တို့သိရတယ်အမ် ်ချက်စီနေနဲ့လည်း84သန်းဆိုတဲ့ပမာဏမျိုးနဲ့တော့ကမ်းလမ်းမယ်အရေးရောင်မရှိဘူးလို့လည်းကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်ဒါပေမဲ့ချက်စီတင်းထွက်အားသာချက်ရှိနေတာကဟူဂိုအကူတိုက်နဲ့ချက်စီတင်းနဲ့ကြားမှာတော့ဒီဂျာခန်နေတွေနဲ့ဆွေးနွေးတဲ့အပိုင်းတွေမှာအဆင်ပြေမှုရှိတယ်လို့ကျွန်တော်နားလည်ထားတာပဲဖြစ်တယ်။ဟူဂိုအကီတိုက်အနေနဲ့ချယ်လ်ဆီအသင်းပေါ်မှာလုံးလုံး green light ပြတာမျိုး မဟုတ်တော့ညာလေးပဲဒါချက်စီသိန်းရဲ့စိတ်ဝင်စားမှုအပေါ်မှာကစားသမားကလည်းခုံမင်မှုရှိတယ်လို့ ျွန်တော်နားလည်ထားတာဖြစ်တယ်အဓိကကတော့ Frankfurt အနေနဲ့လက်တလုံးမှာ potential မြင့်ကစားသမားတယောက်ဖြစ်တယ်အနာဂတ်မှာလည်းထွန်းတောက်လာနိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိနေတဲ့ Hugo Akidai ကိုသူတို့လွယ်လွယ်နဲ့တော့မဆုံးရှုံးခြင်းဘူးထိုက်တဲ့ပြောင်းရွှေ့ခြင်းမျိုးတော့လိုချင်နေတယ်လို့ကျွန်တော်ကြားသိရတယ်သူတို့ကတော့84တန်းကိုတပြားသားမှမလျှော့ခြင်းဘူးဆိုတော့အခြေအနေမျိုးမှာရပ်တည်နေစေဖြစ်ပါတယ်ဒါပေမဲ့ Chelsea တင်းကလည်းဒီယာဒီမှာတေချာပေါက် ဒီတိုက်စစ်အခမ်းအနားအတွက်အပြောင်းလဲကြီးပြောင်းလဲမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီကစားသမားဟာသူတို့ရဲ့တကယ်ကို top target radar ထဲမှာထိတ်ဆုံးကနေရှိနေတဲ့ကစားသမားဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိပါတယ်ကျွန်တော်တို့ဒီ club world cup ပြီးပြန်ဖွင့်တဲ့ transfer မှာတော့ပို့ပြီး chelsea သင်းကဒီကစားသမားအတွက်အားစိုက်လာနိုင်တာပဲဖြစ်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ chelsea အသင်းအဲဒီ transfer window မှာတေဂျာဘောက်ပေါ့နော် top target တွေအဖြစ် radar ထဲမှာထည့်သွင်းနေတဲ့ကစားသမားစင်းရင်ကရောင်မဲကတင်ထိတ်ဆုံးမှာရှိနေတယ် အလက်ဇန်ဒိုဂါနာချိုပါဝင်နေသလိုဝက်ဆိုင်းနိုက်တက်သင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူမော်မတ်ကူဒတ်စ်တို့လည်းပါဝင်နေတယ်လို့သိရပါတယ်ဒီတောင်ပံကစားသမားတွေအရဆိုလို့ရှိရင်ချဲလ်စီအသင်းအနေနဲ့သူတို့ရဲ့ပလန်မှာကောင်းကောင်းအဝင်ဝင်ကြဖြစ်မဲ့ကစားသမားတွေအဖြစ်လက်ခံထားတာဖြစ်တယ်အဲ့ထဲမှာရာမဲကတ်တင်ဆိုလို့ရှိရင်ဒါချဲလ်စီတင်းကဒီ club walker မှာကိုထည့်သွင်းအသုံးပြုနိုင်ဖို့ club walker လူစင်းထဲမှာထည့်သွင်းနိုင်ဖို့အထီကိုရည်ရွယ်ပြီးတော့ကြိုးပမ်းနေတာရှိတယ်။တစ်ဖက်မှာဂါနာချွန်နဲ့ပတ်သက်လို့ရှိရင်လည်း Chelsea သင်းကအမြင်ရန် အစင်တစိုက်နားဆွနေတဲ့အသင်းတွေတဲကဒသင်းဖြစ်တယ်လို့မိုဟာမက်ကူဒတ်စ်နဲ့ပတ်သက်လို့ရှင်လည်းဒီနောက်ပိုင်းမှာကူဒတ်စ်ရဲ့အခြေအနေပတ်သက်ပြီးတော့ချက်စီသင်းတာဝန်ရှိသူတစ်ပတ်ကဒီ analyze လုပ်နေတဲ့အပိုင်းတွေရှိတယ်လို့ကျွန်တော်တို့သတင်းတွေထွက်ပေါ်နေခဲ့တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါရီယာတကယ်ကိုကျွန်တော်တို့ဒီ transformer လည်းရင်ခုန်စွာနဲ့စောင့်ကြည့်အောင်မယ်အပိုင်းတွေဖြစ်တယ်ဒါတော့မှအခုမှဒီ club walk up ပဲ ဟို club walker ကြားထဲမှာဖွင့်တဲ့ transfer အသေးလေးပဲရှိသေးတယ်ပေါ့နော်တကယ်အကြီးလာလို့ရှိရင် Chelsea တင်းနေတဲ့ဘလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းအရွှေ့တွေပြုလုပ်သွားမလဲဘလိုကစားသမားတွေကိုချိန်ရသွားမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ဒီဗီဒီယိုကိုတော့ဒီလောက်နဲ့ပဲရန်အောင်အဆုံးသတ်ခွင့်ပြုပါဗီဒီယိုဆုံးမှာကျွန်တော်ချိန်ညာနေတာလေးတစ်ခုကကျွန်တော်မှာ Telegram TikTok YouTube Facebook လေးခုလုံးမှာကျွန်တော်ရဲ့ page တွေကျွန်တော်ရဲ့ channel တွေရှိပါတယ်ဆိုတော့ အဆက်မပြတ်ရလင်အောင်အားလုံးပေါ်မှာ subscribe လုပ်တော့ကျွန်တော် YouTube နဲ့ Facebook မှာတော့အားစိုက်ပြီးတင်နေတယ် TikTok မှာလည်းရမရကတင်တယ် Telegram မှာလည်းရမရကတင်ဒါပေမဲ့ TikTok နဲ့ Telegram တို့မှာလည်း join ပေးကြပါဘာလို့ဆိုတော့ကျွန်တော်တို့ platform တွေကတည်ရတိုင်းမဲ့တုံးသွားနောက်ပိုင်းမှာဘာမှမသိတဲ့စီးကန်းချက်တွေနဲ့ညှိတဲ့အခါမှာတစ်ခုမဟုတ်တစ်ခုအဆက်အသွယ်မပြအောင်လို့ဖြစ်ပါတယ်ခင်ဗျအခုထိလည်းအစဉ်ဆိုင်အားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်